မင်္ဂလာပါရှင်ဒီတစ်ခေါက်ကကြတော့ဗန်ကောက်မြို့မှာဆူတောင်းပြည်တယ်ဆိုတဲ့ဖော်ပွားချက်ရှိတဲ့ဘုံကြီးเจ้าကိုသွားมาဖြစ်ပါတယ်ရှင် ကျမတို့အွန်းနုမတ်တိုင်ကနေစပြီးစီးมาပါအဆုတ်ကိုစီးมาဖြစ်ပါတယ်ရှင်အဆုတ်ဘူတာရောက်ပြီးဆိုလို့ရှိရင်ကျမတို့က MRT ပြောင်းစီးရမှာဖြစ်ပါတယ် MRT ကိုပြောင်းစီးရတဲ့အခါမှာ Scovic MRT ကနေစီးမှာဖြစ်ပါတယ်။ Scovic MRT ကနေပြီးတော့ Walk Margon MRD အထိစီးရမှာဖြစ်ပါတယ်ရှင်။ဝမ်မာကွန်ပျူတာကနေတရုတ်တန်းကိုဖြတ်တရုတ်တန်းနားရောက်ပြီဆိုတာနဲ့ဘုံကြီးเจ้าကိုရောက်ပါပြီရှင်။ဘုံကြီးเจ้าနာမည်ကတော့ဝက်ကနီကာခွန်ဆိုတဲ့ဘုံကြီးเจ้าပဲဖြစ်ပါတယ်ရှင်။ကျမအတန်အတွက်လေးနည်းနည်းလွှဲရင်လွှဲနေပါလိမ့်မယ်နော်။ဘုံကြီးเจ้าနာမည်ကတော့သူတို့ဝက်ကနီကာခွန်လို့ထွက်တာဖြစ်ပါတယ်ရှင်။ဒီဘုံကြီးเจ้าမှာဆူတောင်းပုံနဲ့ဆူတောင်းတဲ့ပုံစံလေးရှိတယ်ပေါ့နော်။ ဒါကဘုံကြီးကြောင်းထဲဝင်လိုက်ပြီဆိုတာနဲ့ဒီလိုပုံစံလေးတွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဖွားဖွားကြီးကို လူတန်းပူဇော်ဖို့အတွက်ကကြတော့ကျမတို့အပြင်ဘက်မှာဝယ်ရမှာဖြစ်ပါတယ်။ဘုံကြီးကျောင်းအပြင်ဘက်မှာဝယ်ရမှာဖြစ်ပါတယ်။အာဒါကျမတို့ကကြတော့ဖွားဖွားကြီးကိုလူတန်းတဲ့အခါမှာဒီလိုပလဲပလီလေးတွေထည့်ခြင်းနဲ့နောက်ပြီးတော့အလားပြင်ပစ္စည်းလေးတွေထည့်ခြင်းနဲ့အာပြီးတဲ့အခါကျလို့ရှိရင်ဒီမှာသူတို့နှခမ်းနီးပါနီးပေါ့နော်။ဒါမျိုးလေးတွေလည်းထည့်ပြီးတော့လူတန်းလို့ရတာဖြစ်ပါတယ်ရှင်။ဒါကတော့ဝင်ဝင်ချင်းဖုံးတော်ကြီး စင်တူတော်ပါရှင်ဒီဖုန်းတော်ကြီးစင်တူတော်မှာအရင်ဆုံးဂါရဝပြုရပါတယ်ရှင် ူထဲ့ပေးလိုက်တဲ့အမွေးတိုင်အိတ်ထဲကအမွေးတောင်၃ချောင်းနဲ့ဖုံးတော်ကြီးကိုအရင်ဆုံးကာရဝပြုပူဇော်ရပါတယ်ရှင်။ပြီးလို့ရှိရင်ဒါကကျောင်းဆောင်ထဲကိုဝင်သွားပြီးတော့ပထမအုပ်ဆုံးတွေ့ရတဲ့ကျောင်းဆောင်မှာဗုဒ္ဓဆင်းနုတော်ရုပ်ပွားတော်မြတ်ကြီးရှိပါတယ်ရှင်။ဒီရုပ်ပွားတော်မြတ်ကြီးမှာလည်းကာရဝပြုရပါတယ်ရှင်။ဒါကတော့ဒုတိယကျောင်းဆောင်မှာ ဒီကျောင်းဆောင်ထဲမှာဆိုလို့ရှိရင်ဗုဒ္ဓရုပ်ပွားစင်တုတော်မြတ်အကြီးကြီးရှိတဲ့အပြင်ကိုမေတော်တပါးရဲ့ရုပ်ထုတစ်ခုကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်ဒီမေတော်ရဲ့အရှိမပူဇော်ထားတာတွေကိုလည်းကျမတို့တွေ့မြင်ရတာဖြစ်ပါတယ်ရှင်ဒီဟာလေးတွေကတော့ဘေးရင်ကြည့်တဲ့ဒုချောင်းလေးတွေပေါ့နော်အဲ့လိုမျိုးလေးပူဇော်ထားတာကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်ရှင် ဒါကတော့ကျမတို့ကျောင်းဆောင်အသီးသီးမှာဂါရဝပြုပူဇော်ပြီးသွားပြီဆိုလို့ရှိရင်ကျောင်းဆောင်ရဲ့အနောက်မှာတော့ကျမတို့ဆူတောင်းပြည်တယ်ဆိုတဲ့ဖွားဖွားကြီးရဲ့ရုပ်ကလတ်ထားရှိတဲ့နေရာကို ရောက်ရှိမှာဖြစ်ပါတယ်ရှင်ဒါကဖွားဖွားကြီးကိုဆူတောင်း ပူဇော်တဲ့နေရာဖြစ်ပါတယ်ရှင်။ဖွားဖွားကြီးရဲ့နာမည်ကတော့ရာဖန်လို့ခေါ်တယ်လို့သိရပါတယ်ရှင်။ ဖွားဖွားကြီးကိုဝတ်ပြုဆုတောင်းတဲ့နေရာမှာဖွားဖွားကြီးအတွက်ပူဇော်ဖို့အချိုရည်တွေအမွေးစီတွေပန်းတွေကို သူ့နေရာနဲ့သူပြန်ထားပေးရတာဖြစ်ပါတယ်ရှင်။ဆုတောင်းတဲ့အခါမှာကိုလိုချင်ဆုံးဆုတစ်ခုကိုသာတောင်းရတာဖြစ်ပြီးတော့ဆုပြေသွားလို့ရှိရင်ဖွားဖွားကြီးစီကို လာပြီးတော့ကာရဝပြုရတယ်လို့သိရပါတယ်ရှင်။ ကဲဒီလောက်ဆိုလို့ရှင်ဆူတောင်းပြေးခြင်းတဲ့လူတွေလည်းဖွားဖွားကြီးကြောင်းကိုလာပြီးတော့ဆူတောင်းလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်